ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ပထမဆုံးပြောရမှာကဟိုအော်အော်တန်လေးတွေတော့အတန်အတန်အော်တန်လေးတွေတော့နည်းနည်းမှန်လာအော်တန်လေးတွေမှန်လာလို့လာတော့မသိနည်းနည်းတော့အတန်လေးတွေထွက်လာကြရင်ဘာလဲဆိုတော့ဒီအိန္ဒိယလွှတ်တော်အမတ်ရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့ပါတီတွေကကန့်ကွက်ဖို့ပါညာပေါ့ဗျာအဲ့တော့အခုပြီးသောလုံးပါတီပေါ့ပြီးသူရှေ့ဆောင်ပါတီပါတီပေါ့ဒေါ်သက်ခိုင်မျိုးပါတီကတော့ဒါကန့်ကွက်ရှုတ်ချခြင်းဆိုတော့ဟုတ် စပြီးလုတ်တယ်မနေ့ကညညပိုင်းပေါ့နော်10နိုင်လောက်မှာသူတို့စထုတ်ပြန်တယ်9နိုင်ခွဲ10နိုင်လောက်ထုတ်ပြန်တာတွေ့ရတယ်အဲ့တော့ထုတ်ပြန်ပြီးထုတ်ပြန်တဲ့စာအရကြည့်လိုက်တော့သူတို့ကသူတို့ကကန့်ကွက်ထားတယ်ပေါ့အခြားပါတီတွေကကန့်ကွက်ထားတော့ဆိုအခြားပါတီတွေကတော့မသိကြအောင်ဆောင်းနေတော့ဝင်ဒီနေ့ထိတော့ဆောင်းနေတော့ဝင်အဲ့တော့ပြောရရင်တော့ဗျာဟိုပါတီတွေကဒီမီဒီယာတွေအတန်လူလူအတန်အောင်နားထောင်လားနားမထောင်ဘူးလားပြီးတော့တိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်ရင်မီဒီယာတွေကဘယ်နေရာမျိုးမှာဘယ်ခန့်ခန့်နာရက်လိရှိလဲဆိုတာပေါ်လွင်တာပေါ့ဗျာဆိုတော့တချို့ကျွန်တော်နိုင်ငံမှာနိုင်ငံရေးပါတီတွေကတချို့ပါတီပါတီနိုင်ငံရေးခေါင်းဆောင်တွေပါတီ ကိုပါတီဝင်တွေပေါ့စီးစီတွေကသူကအကျိုးစီးပွားတွေနဲ့နွယ်ထားတဲ့ခါကျတော့မပြောရဲမဆိုရဲမထိရဲမတို့ရဲအဲ့လိုဖြစ်တယ်ကိုယ်နိုင်ငံအရေးနဲ့ပတ်သက်လာရင်တောင်သူကနှုတ်ဆက်ပြီးတော့နေတယ်အဲ့လိုမျိုးနေကြတာသွားတွေ့ရတယ်ဆိုတော့ဟိုသူတို့ပြီးတော့နိုင်ငံကိုလည်းသူတို့ကဟိုပြောရင်နိုင်ငံရဲ့လွတ်တော်အမတ်ဝင်ထိုင်ခြင်းတွေလို့ဝင်ကြီးလုပ်ခြင်းတွေလို့နော်ပါတီထောက်ပြီးစီးစီဝင်ထိုင်ပြီးတော့နေရာယူခြင်းတွေလို့သာပြောတာဒီနိုင်ငံတော်နဲ့ပတ်သက်တဲ့အရေးမှာကျတော့သူ့ရဲ့ပေါင်းပတ်သက်မှုတွေတော်တော်လေးဟိုပေါ့လျော့တယ်ပေါ့လျော့တယ်ပြီးတော့ဟို ဟိုဘယ်လိုခေါ်လဲကိုကျိုးစည်းဝါးရေးတိတ်များလုံးလို့ယူဆရတယ်ပေါ့နော်ဆိုတော့အခု PPP ကပြီးလုံးလုံးပါတီကထုတ်ပြန်တဲ့စာလေးတောင်ရှိတယ်အဲ့ဒါကိုကျွန်တော်ဖတ်ပြပါမယ်ဆိုတော့အိန္ဒိယနဲ့ပတ်သက်ပြီးသူထုတ်ပြန်တာပေါ့နော်အိန္ဒိယမဏိပူရပြည်နယ်ကိုစားပြုအိန္ဒိယအထက်လွှတ်တော်အမှတ်နော်အဲလက်ရှိမှာလက်ရှိဘောလီရှမ်ဘာလီရှမ်ဘာဆန်ဆနာဂျိုဂျောဘာဆနာဂျိုဘာလို့ခေါ်မလားအဲအဲဆနာဂျိုဘာလို့ခေါ်မလားအဲပုဂ္ဂိုလ်ပေါ့နော်အဲ့ပုဂ္ဂိုလ်ကမတ်လ10မှာအိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နယ်မြေချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအပိုင်ကဘောခြိုင်မဲ့ဒေသကိုသိမ်းယူပြီးတော့မဏိပူရာပြည်နယ်ထည့်သွင်းရန်အဆိုတင်သွင်းခဲ့တယ်ဆိုတော့အိန္ဒိယသတင်းတွေဖော်ပြချက်သိရပါတယ်တဲ့ပထမအင်္ဂလိပ်မြန်မာစစ်မတိုင်မီမြန်မာပြည်မှာလက်ထက်ကလေးကပဲကဘောခြိုင်မဲ့ဒေသမြန်မာနိုင်ငံအပိုင်ဖြစ်ခဲ့ပြီးတော့ပထမအင်္ဂလိပ်မြန်မာစစ်အတွင်းမှာမဏိပူရာမင်းသားနော်ကမ်ဘီယာဆင်းကမ်ဘီယာဆင်းဆိုတဲ့ဟာကမ်ဘီယာဆင်းကမြန်မာနိုင်ငံအပိုင်ကဘောခြိုင်မဲ့ဒေသကိုသိမ်းပိုက်ရယူသွားခဲ့ဘူးတဲ့အဲ့တော့မဏိပူရာဘီယင်ဟောင်းအာမာဂျစ်မာဂျစ်ဆင်းလက်ထက်မှာကဘောခြိုင်မဲ့ဒေသကိုဗမာတွေကပြန်လဲပြီးသိမ်းပိုက်နိုင်ခဲ့ပြီးတော့ပြည်ရှာလူမျိုးရေးအရေးပိုင်ဖြစ်သူ ဘိုးချုပ်ကြီးဗန်နီဗန်နီဗန်နီကမြန်မာပိုင်းဖြစ်နေအတိမပြုတ်ခဲ့ပြီးတော့1834မှာကဘောချမ်းမဒေသကိုမြန်မာမြန်မာနိုင်ငံကိုပြန်လည်အနှင်းခဲ့တယ်တဲ့အဲ့တော့မြန်မာအိန္ဒိယနိုင်ငံနယ်နိမိတ်ထိစပ်မှုဟာမိုင်းတစ်ထောင်တစ်ထောင်ကျော်ရှိတယ်900 900မြန်မာနိုင်ငံအစိုးရတွေအချင်းတိုင်းတော်သတ်မှတ်ထားပြီးသားဖြစ်တယ်အဲ့တော့အခုကဘောချမ်းမဒေသဟာနယ်နိမိတ်စီမံတိုင်းထွာထားပြီးသားသတ်မှတ်ထားပြီးသား area ဖြစ်တယ်မြန်မာအိန္ဒိယနိုင်ငံနယ်ကြားသတ်မှတ်ထားပြီးသားဖြစ်တဲ့သတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုနောက်လွှဲစာချုပ်လည်းရှိပြီးသားဖြစ်တယ်အဲ့တော့ ိန္ဒိယအထက်တော်မှာလေရှိမလေရှမ်လေရှမ်ဘာလေရှမ်ဘာဆနာဂျိုဘာရဲ့အဲဒီလိုမျိုးအဆိုတင်သွင်းပြောဆိုမှုတွေဟာမြန်မာအိန္ဒိယနိုင်ငံရှိရင်းဆွဲချစ်ချင်ရင်းနှီးမှုစတိုင်ကိုပြည့်စုံစေနိုင်ခြင်းတနိုင်ငံပြည်သူများအကြားနယ်စပ်ဒေသမြို့နယ်စုများအကြားမလုံမုံထားရံမိတောက်စီနိုင်ခြင်းမြန်မာနိုင်ငံအထုတ်ချာအနာတိုက်ရိုက်ထိပါဆော်ကားရောက်ခြင်းတို့ကြောင့်တဲ့မြို့တို့ပြည်သူရှိဆောင်ပါစီအနေနဲ့တဲ့ဒီလွတ်တော်အမတ်ရဲ့ကဘော်ချောင်းဒေသနဲ့ပတ်သက်တဲ့ပြောဆိုနော်အဲ ပြောဆိုတင်သွင်းမှုတွေကိုပြင်ထန်စွာကမ်းမရှုတ်ချပါကြတာထုတ်ပြန်ကြည့်ရပါတယ်ဆိုပြီးတော့ဒါပြည်သူ့ရှေ့တော်ပါတီကထုတ်ပြန်တယ်ထုတ်ပြန်ပြီးတော့ပြောလာတယ်ဆိုတော့ပါတီနေပါတီဘက်ကကျွန်တော်တို့မီဒီယာတွေဆိုလို့ပို့ပါတယ်ပို့ရှာပို့လာပါတယ်ပို့လာတော့ဘာပဲပြောဒီပြည်သူ့ရှေ့တော်ပါတီရဲ့လူတွေရဲ့သဘောထားကတော့ဒီလိုမျိုးနိုင်ငံရဲ့အထုတ်ချာအနောက်ဒီဘက်ပြောဆိုလာမှုတွေနဲ့ပတ်သက်ရင်တို့ကသဘောထားရည်တည်ချက်ကိုပြတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုသိဖို့လိုတာကကဲထောက်ပါတော့ခင်ဗျားတို့ပြည်သူလူထုသိဖို့လိုခင်ဗျားတို့ပါတီတွေဆိုတော့နော်နိုင်ငံရေးပါတီတွေကိုခင်ဗျားတို့ဘယ်လိုနားလည်ထားလဲ အဲ့ဒါကိုခါရပြည်သူတို့ရဲ့အခုအချိန်မှာရှင်းရှင်းလင်းလင်းသိဖို့လိုလာပြီနိုင်ငံရေးပါတီတွေနောက်တစ်ခါဒီအသင်းအဖွဲ့တွေပေါ့နော်အသင်းအဖွဲ့တွေပေါ့အဖွဲ့အစည်းတွေရှိတယ်အသင်းအဖွဲ့တွေရှိတယ်ပရိုက်တာကူညီလူမှုကူညီရေးအဖွဲ့အစည်းတွေရှိတယ်နောက်နိုင်ငံစီးပွားရေးလုပ်တဲ့အဖွဲ့အစည်းအဖွဲ့အစည်းမျိုးဆိုရင်အဲ့လိုအဖွဲ့အစည်းမျိုးဆိုရှိတယ်ထင်ပါအဲ့ဒါတွေကတလိုင်းချင်းစီမှာကဏ္ဍချင်းစီရှိကြတယ်အဲ့တော့ခါရတို့နိုင်ငံရေးပါတီတွေဘလို့နားလဲထားလဲနိုင်ငံရေးပါတီတွေဟိုဘလို့နားလဲထားလဲဆိုတော့အပြင်တော့ကွာနိုင်ငံရေးပါတီမှာဝင်နေတဲ့စီစီလုံးတဲ့သူတွေနဲ့ပါတီဝင်တွေဆိုတာရှိတယ်။ဥက္ကဋ္ဌလုပ်တဲ့သူတွေရှိတယ်။တွင်းမှုတွေရှိတယ်။အဲထိပ်ပိုင်းအမှုဆောင်တွေရှိတယ်။အဲ့ဒီလူတွေရဲ့ အဲ့ဒီလူတွေကဘာကြောင့်ပါတီထောင်ကြတယ်လို့ကျွန်တော်ထင်တယ်ပါတီထောင်ကြတယ်ဆိုတာဘာအတွက်လဲကိုကျိုးစီးပွားအတွက်လားနိုင်ငံရေးနိုင်ငံကောင်းကျိုးအတွက်လားဆိုတော့မေးခွန်းအဲ့ဒါကိုနိုင်ငံရေးပါတီတိုင်းပါတီတိုင်းကိုကိုကိုပြန်ပြီးဟောထားပါနိုင်ငံကောင်းကျိုးအတွက်လို့ပြောရင်နိုင်ငံကိုဆိုးကျိုးလောက်လာတဲ့လူမှန်သမျှကိုတုံ့ပြန်ရမှာကကို့အလုပ်မဟုတ်ဘူးလားခင်ဗျားတို့ကဒီပါဇက်လေးနဲ့တုံ့ပြန်တာတော့မတုံ့ပြန်နိုင်ပြည်သူလူထုအတွက်ကာကွယ်ပေးရေးဆိုရင်အဲ့ကဲအဲ့ကဘောချမ်းမဒေသကြီးကိုအိန္ဒိယလာပြီးတော့စစ်တပ်ကြီးနဲ့လာဝင်သွားရင် အဲ့ချိန်မှာအဲ့ချိန်ကျရင်အဲ့ဒေသပြည်သူတွေကထွက်ပြေးကြောက်လန့်ကြထွက်ပြေးရမယ်တနတ်တွေနဲ့လာပြေးအဲ့အဲ့အဲ့လိုဖြစ်လာမယ်အဲ့လိုဖြစ်သွားရင်ဘယ်လိုလုပ်မလဲအဲ့ဗဇက်လေးတွေတော့မကာဝင်တနတ်နဲ့လာရင်အဲ့ပါတီတွေပျောက်ချင်းမလားပျောက်ဘူးဆိုတော့အဲ့ဒီပါတီတွေရဲ့အလုပ်ကပါတီနိုင်ငံရေးသမားတွေရဲ့အလုပ်တွေဘာလဲလို့မေးရင်နံပါတ်1ကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်နီလန်းပေါင်းစုံစဉ်းစားပြီးတော့စဉ်းစားပြီးတော့သူကဟို project တွေရေးနေရဒီဇိုင်းတွေရေးနေမှာကိုယ့်ရဲ့မူဒီမူဝါဒတွေလုံထုံးလုံးတွေလောက်ရမယ်ကိုယ့် အစိုးရဖြစ်လာရင်ကိုလွတ်တော်မှတယောက်ဖြစ်လေငါဘာဘာလုပ်မယ်ဆိုတော့ကိုကိုတိုင်းကြကြနေတာလေလာတော့သူ့တည်စနာပြုပြီးတော့ကြကြနေစစ်တမ်းတွေပြုတာလုပ်ပြင်ဆင်ထားမှာလေ့ကျင့်ထားမှာအချိန်ထက်ခါလာလေ့ကျင့်တာကိုတကယ်ဖြစ်လာပြီဆိုရင်ချက်ချင်းလူလူအတွက်အကျိုးရှိတဲ့အလုပ်တွေစီးပွားရေးပို့ထုတ်မှုဖြစ်အောင်တည်ငြိမ်အကြောင်းမူကြအောင်အကုန်လုပ်အောင်နော်ဥပဒေရေးဆွဲဖို့ဆိုလို့ဘယ်ဥပဒေတွေကဒီတိုက်ပြီမှာဘယ်ဥပဒေတွေလွဲနေတယ်လွဲနေတဲ့ဥပဒေတွေကဘာတွေရှိတယ်ဘယ်ရဘယ်ရဘာတွေဒါတွေကငါတို့ဘလို့ပြင်သွားမယ်လွှတ်တော်တဲ့နေငါတို့ဘလို့ရအောင်ပြင်မယ်ကျန်တဲ့ထုတ်ရမှတ်တွေငါဘလို့ရအောင်စီးအောင်မယ်အသေးစိတ်စဉ်းစားနေရအောင်နော်လုပ်နေအောင်ကိုယ်နိုင်ငံပြည်သူလူထုရဲ့ အနာဂတ်အတွက်ကောင်းကျိုးအတွက်ကိုလှုပ်တဲ့နာတွေကိုအခုတည်းကကြိုပြင်နေရမှာတော်တော်မှတည်းကတော့အမှတ်ဖြစ်မဲ့လူတွေနိုင်ငံရေးပါတီကလူတွေကအခုလှုပ်နေအောင်အခုတည်းပါတီတွေကကို့မှာအစိုးရတည့်ရလူမျိုးပါတီတွေကကို့ရဲ့ရုံးတွင်းမှာပါတီတွင်းမှာအစိုးရအဖွဲ့တစ်ဖွဲ့လူမျိုးစနစ်တကျကိုယ့်ကိုယ်ကိုတည်ဆောက်နေရဒါပေမဲ့မြန်မာမြန်မာပါတီတွေအဲ့လိုလုပ်နေတယ်ချပါတီတွေကြီးပဲအကုန်လုံးဘယ်သူမှအဲ့လောက်ကြီးအဆင်တမ်းမရှိဘူးနော်ပြီးတော့နောက်တစ်ခုကဒါကကျွန်တော်ပြည်တွင်းမှာကိုယ်နိုင်ငံဖို့တွေ့တယ်ပဲအဲ့တော့နိုင်ငံတကာဖြားလာပြီ နိုင်ငံကဖျားမှာမြန်မာနိုင်ငံကိုဖျားပေးလာရင်ဖျားပေးလာရင်အဲ့ဒီပါတီတွေကအဲ့ဒီအုပ်ချုပ်နေတဲ့အစိုးရကိုကြိုက်တယ်ဆိုတာဖြစ်ဖြစ်ကိုအစိုးရဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုက်တယ်မကြိုက်ကြိုက်နိုင်ငံကိုဖျားပေးလာရင်ပါတီတွေကတုံ့ပြန်ရတယ်ဗီဇာပြရတယ်ဘာလို့နိုင်ငံကိုထိတာလက်မခံဘူးမင်းကဒီနိုင်ငံအုပ်ချုပ်သူခေါင်းဆောင်တယောက်ကိုမင်းပြောရင်တော့ဒါငါတို့ခေါင်းဆောင်ငါတို့ကိုပြောမယ်မင်းတို့ပြောကြမလို့ဘူးဆိုတာမျိုးထိကျွန်တော်တို့ကနိုင်ငံကိုချစ်စိတ်လို့ရှိရမယ်အဲ့ဒါနိုင်ငံချစ်စိတ်ငါတို့မုန်းတဲ့ကောင်တက်အုပ်ချုပ်နေတာမဟုတ်လို့အဲ့ရော မင်းနိုင်ငံကဆဲဆဲပစီဘောကွာနိုင်ငံကဂျီနိုဆိုက်ကောင်းတယ်တပ်ပစီဘောကွာသူကြောင့်ဆောင်နေမှာကွာဆိုတာကအဲ့ဒါနိုင်ငံကိုမျက်နှာလွဲခဲပြစ်လို့တာပုံကိုကြီးမုံဒီမှုနဲ့မျက်နှာလွဲခဲပြစ်လို့တာတိုင်းမျိုးထိုးထိုးချတာအဲ့ဒါကြောင့်မလို့နိုင်ငံပါတီသမားတွေအဲ့ဒါကြီးလုတ်တင်သလားဆိုတော့မေးကွန်းကျွန်တော်တို့မီဒီယာသမားတွေကိုဘာလုပ်လဲရှင်းရှင်းလေးပဲနေတိုင်းကျွန်တော်တို့သတင်းတွေဖတ်တယ်ပြူးစုတယ်လိုက်တယ်စုံစမ်းတယ်ဖော်ထုတ်တယ်သတင်းပြူးစုပြီးဘယ်ကောင်တွေကဘာတွေပြောနေကိုယ်နိုင်ငံဘယ်သူတွေကဘယ်ခြေလှမ်းလှမ်းနေပြီဘယ်ကောင်ဘယ်လိုလုပ်နေကျွန်တော်အများအားလေ့လာလေ့လာပြီးကျွန်တော်တို့အများအား အများနဲ့ကြိုးကြိုးပြီးဒါကြီးဖြစ်တော့မယ်နော်ဒါကြီးဖြစ်မယ်နော်သတိထားတော့မဖြစ်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 ခဲ့ရင်ဘလို့လုံးလဲမိကုန်းထုတ်ပြီးကျွန်တော်တို့ကတောက်ချတော့အပေးနေတယ်ဒါကျွန်တော်တို့လို့ဒါကျွန်တော်တို့လို့နောက်တစ်ခုကကိုယ်နိုင်ငံကိုသူများနိုင်ငံစော်ကားလာရင်ဒီတည်ဆဲအုပ်ချုပ်သူကတည်ဆဲအုပ်ချုပ်တဲ့ဖွဲ့စည်းကတပ်မတော်အစိုးရဖြစ်တဲ့အတွက်တပ်မတော်အစိုးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုက်ပါသလားမင်းကျွန်တော်အများကြီးပြောတာတပ်မတော်အစိုးရအုပ်ချုပ်တော့ကျွန်တော်မကြိုက်ဘူးစတက်အုပ်ချုပ်တော့ကျွန်တော်မကြိုက်ဘူးကျွန်တော်ကအရသာအုပ်ချုပ်တော်ကိုကြိုက်တာအဲ့အရသာကလည်းကျွန်တော်မကြိုက်တဲ့သူဖြစ်နေပါစေအရသာအုပ်ချုပ်တော်ကိုလိုချင်တာကျွန်တော်လိုချင်တာရှင်းရှင်းလေး အဲ့တော့တမတော်ဆိုတော့မကြိုက်ဘူးမကြိုက်ဘူးဆိုတော့တမတော်မုန်းလို့လားဆိုမေးဦးမယ်တချို့ကမုန်းလို့မဟုတ်ဘူးတမတော်ကနိုင်ငံအုပ်ချုပ်ရတာမဟုတ်ဘူးတမတော်ကနိုင်ငံကိုကာကွယ်စောင့်ရှောက်ရတာဆိုတော့အုပ်ချုပ်ရမယ်သူမဟုတ်ဘူးကာကွယ်စောင့်ရှောက်ရမယ်သူတို့ကကာကွယ်စောင့်ရှောက်ရမယ်သူတွေဖြစ်လို့တို့ကမကြိုက်ဘူးလို့ပြောတာဒီကာကွယ်စောင့်ရှောက်မှုကကာကွယ်စောင့်ရှောက်မဲ့သူနေရာမှာပဲနေရမှာအုပ်ချုပ်သူကအုပ်ချုပ်နေရာမှာနေရပါတော့တချို့တော့အလုပ်တွေကတမတော်လုပ်လို့မရဘူးနိုင်ငံတကာဆက်ဆံရေးကိစ္စတွေတချို့တော့ဒီတန်တမာကြီးရကိစ္စတွေတခြားကဘာကြီးနဲ့ဆက်ဆံမဲ့ကိစ္စတွေမှာတက်ကလုပ်လို့မရဘူးအဲ့ဒါအရက်သားနိုင်ငံရေးသမားတွေကပဲလုပ်လို့ရတာဒါကြောင့်မို့လို့ တခြားနိုင်ငံတွေနဲ့စကားပြောတော့မယ်ကိုက isolate ဖြစ်မနေဘူးဆိုရင်နိုင်ငံက isolate ဖြစ်မနေဘူးဆိုရင်အရသာဆိုရနေမှာရမှာဒါကြောင့်မို့ကျွန်တော်တတ်မလို့ဆိုတာမလို့ရင်ဘူးလို့ပြောတာဒါပေမဲ့ကိုတတ်မလို့ဆိုတာမလို့ရင်ဘူးဆိုလို့တတ်မလို့အုပ်ချုပ်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံလုံးကတခြားနိုင်ငံစော်ကားလာရင်ကျွန်တော်တို့ကအဲ့စော်ရတဲ့နိုင်ငံကိုပြန်ပြောမီဒီယာသမားအဲ့လိုစိတ်ရှိသေးရှိနေတယ်အဲ့ဒါနိုင်ငံကိုချစ်တာတတ်မလို့ကြီးကိုချစ်နေတာတို့နိုင်တတ်မလို့ကြီးနဲ့နိုင်ငံတွေကိုခွဲပြီးချစ်နေတာမရှိဘူးနှစ်ချမ်းခွဲချစ်တာမရှိဘူးကျွန်တော်ကတမျိုးလေးပဲဝမ်ဝေးပဲနိုင်ငံကိုချစ်တာနိုင်ငံကိုချစ်တဲ့အတွက်နိုင်ငံထဲမှာပါနေ institution တွေမှတ်သားကိုကျွန်တော်ချစ်တယ် ဒါပေမဲ့အဲ့ institution တွေရိုင်းနေတာတွေ့လဲပြောရမှာကျွန်တော်တာဝန်အဲ့လိုကို institution တွေကိုသူများလာစော်ကိုင်းပြောရမှာကို့တာဝန်ကို institution တွေကိုကိုပြန်ပြောမှာလဲကို့တာဝန်အဲ့တော့ဒါတွေကကျွန်တော်လုပ်ရမယ့်အလုပ်တွေကျွန်တော်အဲ့နိုင်ငံရေးသမားဆိုတာအဲ့တိုင်းလုပ်မှာခင်ဗျားပြည်သူလူထုလေခုချိန်မှာတည်းကစဉ်းစားဖို့လိုတာပါတီတွေဟာအခုလက်ရှိနိုင်ငံရေးပါတီ53ပါတီရှိတယ်ပါတီတွေဟာအဆင့်တန်းရှိရလားဆိုတော့မေးခွန်းငါတို့မဲထက်ရလောက်တဲ့အထိအဆင့်တန်းမျိုးဒီကောင်တွေမှာရှိနေလို့လားဆိုတော့မေးခွန်းခင်ဗျားတို့ခုတည်းကပြည်သူလူထုကမေးခွန်းထုတ်ထားတာရော အဲ့တော့ခမရတော်အတွက်ကိုကာကွယ်ပေးဖို့မရှိဘူးတိချက်ကာကွယ်မပေးဘူးခမရတော်လည်းကာကွယ်မပေးဘူးနိုင်ငံလည်းနိုင်ငံကိုလည်းသူကနိုင်ငံချစ်အောင်လည်းမသိဘူးနိုင်ငံကိုလည်းကာကွယ်ကောင်းဝမ်းမသိဘူးချစ်အောင်လည်းမသိဘူးခမရတော်လည်းမကာကွယ်ပေးဘူးသူတို့ကိုသူတို့လည်းဘာကောင်းနေမှမသိဘူးခုအချိန်ထိလည်းဘယ်ကောဘာကောင်းမှန်းခုချိန်သူတို့ပါပါသူတို့ရဲ့ဟိုကမပြတ်ဆန်းဆောင်ပြနိုင်ဘူးအဲ့လိုနိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကမဲပေးရမှာလားဆိုတော့မေးကိုခမရတော်စဉ်းစားဖို့အများကြီးလိုတာအဲ့ကျွန်တော်မဲပေးတော့ပေးရမယ်ဒါပေမဲ့ပေါ်လို့ပဲသားနိုင်ငံရေးသမားတွေကိုကျွန်တော်တို့မဲပေးမိရင်ကျွန်တော်တို့နောက်တစ်ခေါက်စိတ်ဆင်းရအောင်ငါးနှစ်လောက်စိတ်ဆင်းရအောင် တော့စိတ်မစင်းရအောင်ခုတည်းကနိုင်ငံရေးပါတီတွေသေချာလေ့လာပါဆန်းစစ်ပါဒါဆိုကျွန်တော်ကဘယ်ကာလပဲရောက်နိုင်ငံရေးပါတီတွေကနေပဲသွားအောင်နိုင်ငံရေးပါတီမှာထိုင်နေတဲ့နိုင်ငံရေးပါတီမှာထိုင်နေတဲ့တချို့သောဒီပေါ့လို့ပေးစားနိုင်ငံရေးသမားတွေကြတော့လေတကယ်ကိုပဲအဲ့ကောင်တွေကိုကြတော့ကျွန်တော်တို့ပြွတ်တော်တွေကိုဝင်ထိုင်ခွင့်မရအောင်လုပ်အောင်အဲတော်တဲ့အချင်းရှိတဲ့နိုင်တော်နိုင်ငံရေးသမားတွေကိုအဲ့လိုကောက်ထည့်ရမယ်ပြီးတော့တို့ကတိုင်းပြည်အတွက်ကိုစားပြုပြီးဘယ်လောက်လုပ်နိုင်တယ်ဆိုတော့ကြည့်ရလေ့လာဖို့လိုတယ်အခုဒီလိုမျိုးကဘောချမ်းမလိုမျိုးအိန္ဒိယအိန္ဒိယဒီလိုစောစောကပြောလာတဲ့လုပ်လာတဲ့ကိစ္စမျိုးဆိုရင်ဒါနိုင်ငံရေးသမားတွေက ိုင်ငံရေးပါတီတွေကပြောရမယ့်စကားတွေဒါပေမဲ့နိုင်ငံရေးပါတီတွေတော်တော်များများမပြောကြဘူးကျွန်တော်ပြောရတာတခုရှိတယ်တချို့သောနိုင်ငံရေးတကယ်ရင်းသမားတွေကတန်ယုံနေရဲ့အခမ်းအနားတွေပွဲတွေကိုသွားတက်တယ်ခန့်ခိုင်နေတယ်ခန့်တက်တယ်တဲပြီးတော့အဲတော့ခန့်တက်ပြီးတော့ဟာအဲလုဆက်လုဆက်အဲ့အဲ့မှာဟောပျော်နေတာအဲ့တော့အကယ်၍များသူတို့ပြောလိုက်လို့ရှိရင်အဲ့တန်ယုံနေပါတွေကသူတို့မခေါ်တော့မှာမပြောတော့မှာမဖိတ်တော့မှာသူတို့မဆက်ဆံတော့မှာတားကြောက်တာတားကြောက်ပြီးတော့မပြောဘူးမထိဘူးမပြောဘူးအဲ့လိုဖြစ်နေတာအဲ့တချို့နိုင်ငံရေးသမားတော်တော်များများတချို့က အဲ့လိုဖြစ်နေတော့မပြောရဲမှုဆိုပြောလိုက်လို့ရှိရင်ငါ့အောင်များအကျိုးစီးပွားထိမလားနောက်တစ်ခုကငါပြောလိုက်လို့ရှိရင်ငါနိုင်ငံရေးသမားငါပြောလိုက်လို့ရှိရင်ငါ့အောင်များအဲ့ဒီနိုင်ငံကဒါပေမဲ့အိန္ဒိယအိန္ဒိယကိုငါတို့ကပြောလိုက်လို့ရှိရင်ငါ့အောင်အိန္ဒိယအများဗီဇာပိတ်မလားငါအိန္ဒိယကိုဘူရာကရီသွားဖူးကျင်တော့ငါ့ကိုပိတ်များပိတ်မလားမသိဘူးသွားလို့မပြပဲလေဘယ်လိုလုပ်မလဲစသဖြင့်အဲ့ဒီကိုကိုကျိုးစီးပွားအတွက်ကြောက်ပြီးတော့မပြောကြတာနိုင်ငံရေးသမားတွေအဲ့လိုကြောက်နေကြတာကိုကိုကျိုးစီးပွားကိုကြောက်ပြီးမပြောတာပြောသိပြောထဲတယ်လို့တော့ပြောလို့ရပါလိမ့်မယ်မပြောဘူးအခုပါတီတစ်ခုပဲထွက်လာဒေါ်သက်ခိုင်ပါတီပဲတစ်ခုထွက်ထွက်လာကျန်တဲ့ပါတီမပြောဘူးကြည့် ကျွန်စမ်းတာဩအဲ့ဒါအစိုးရအကောင်းဩပါတီ53ခုရဲ့ဒီတခုလေးတော့ထွက်လာတယ်ပြည်ခိုင်ပြို့ကိုဗာမေးတယ်ပြည်ခိုင်ပြို့ကဗာပြောလဲဆိုတော့ဘာမှမပြောဩဒီနိုင်ငံမှာနံပါတ်ဒုတိယအကြီးဆုံးပါတီပေါ့ဗျာတစ်ချိန်တော့တော့အခုတော့ဒါအတူအကြီးဆုံးပေါ့နော်အကြီးဆုံးပါတီနိုင်ငံမှာနိုင်ငံမှာတကယ်အကြီးဆုံးပါတီရဲ့ပါတီမို့လို့ပြည်ခိုင်ပြို့မှာဗာတန်းထွက်မလဲတန်းမှမထွက်ငြိမ့်ကြီးရဒီညအထိနော်ဒီညအခုကျွန်တော်တို့ပြောလို့ဒီမထွက်သေးဘူးကျွန်စမ်းသားရနေတယ်ဩဒီပါတီကလူတွေကဘယ်လိုလူတွေလဲပေါ့ဒီပါတီကလူတွေဘယ်လိုလူတွေလဲပေါ့အဲကျွန်တော်ရှေ့ကသတင်းသမားတယောက်ကိုလမ်းမေးတဲ့ခါမှာပြောတယ်တဲ့ ဘုရားသမီးတို့ပြောတာ ਨੇ တဘောတာအတူတူပါပဲလို့ဆိုဟာအဲ့လောက် ਨੇ ပြီးသွားပါလားအဲ့ဒါအဲ့ဒါမီဒီယာဖြေတာမဟုတ်ဘူးဘလို့အဲ့လိုပြောတယ်ခင်ဗျစဉ်းစားကြည့်ဦးကျွန်တော်စဉ်းစားတာဩဒီလူတွေတော်တော်ပြဿနာပဲနော်တချို့ပါတီတွေလုံးဝဇာတ်ကြီးပိတ်နေကျွန်တော်အဟောဖို့ကောင်းတယ်အဲ့ဒါခင်ဗျားတို့ပြည်သူလူထုသိချာစဉ်းစားဖို့လေကျွန်တော်ကအနာနီလာလေးလေးဘယ်ပါတီအဖြစ်တော့ကျွန်တော်တွေ့မှာပါတီတစ်ခုချင်းနာမည်တိုက်ပြီးတော့ကျွန်တော်ကောင်းကောင်းတွေ့မှာအဲ့ပါတီနဲ့ကျွန်တော်ထိတဲ့တွေ့မှာရွေးကောက်ပွဲနီလာလေးတွေ့ပြီပါတီဒီအဲ့ပါတီကဘယ်ကိုယ်စားလှယ်လောင်းဘယ်ပါတီအဲ့မင်းမပေးဖို့ ကျွန်တော်ကျွန်တော်မပေးဘူးဆိုတာကိုကျွန်တော်ပြောမှာသူများကိုခင်ဗျားတို့ပြည်သူလူမပြောဘူးဘယ်ပါတီကိုလဲကျွန်တော်လုံးဝမဲမပေးဘူးဘယ်ပါတီကျွန်တော်လုံးဝထောက်ထောက်ခံမအောင်ပေးဘူးအဲ့လိုကျွန်တော်နာမည်တိုက်ပြီးတော့ကျွန်တော်တွေ့ပါအားကြတယ်အနားနီးလာပါတီကိုတကယ်ပြောတာကျွန်တော်ကြိုးပြောထားတာခုလေခရိုင်နိုင်ငံရေးပါတီသမားနိုင်ငံရေးသမားတွေဟိုကြည်တာပါပဲတော့ကျွန်တော်မြို့နယ်ကျွန်တော်နေတဲ့မြို့နယ်မှာသာမဲကြွေးမဲ့ပါတီတွေကိုယ့်အကူကြိုးစားပြင်ထားကြပြီလို့ခင်ဗျားတို့တကယ်ပြောတာကျွန်တော်ကြည်နေတယ်ဒေသကြည်နေဘာလို့ဆိုနိုင်ငံရေးသမားတွေအကျင့်မကောင်းရင်ဗီဇမကောင်းရင်စိတ်ဓာတ်မကောင်းရင်ခံယူချက်မကောင်းရင်စိတ်စီရင်မမှန်ရင် အဲ့ဒီတိုင်းပြည်ရဲ့နောက်တစ်ခေါက်ထပ်ပြီးဒုက္ခရောက်သွားနိုင်တယ်။နိုင်ငံရေးသမားတွေအကျင့်ဗီဇစိတ်နေစိတ်ထားကောင်းဖို့လိုတယ်။နိုင်ငံရေးသမားတွေအရေးရှိဖို့လိုတယ်။အဲ့ဒါမရှိတဲ့ပေါက်လွတ်ပဲစားကောင်တွေလွတ်တော်တွေထပ်ရောက်သွားမှကျွန်တော်စိုးပါတယ်။ဘုရားနဲ့ပြောတာ။အခုကိုယ်နိုင်ငံနဲ့ပတ်သက်လို့ဒီအိန္ဒိယလိုဟာမျိုးပြောဖို့တော့ပဇက်ကြီးပိတ်နေကြတဲ့နိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကဘာဝင်ယုံရမှာလဲ။ကိုကပြောချင်တယ်ပြောတာကိုကျွန်တော်တို့ချီရလူတွေကလည်းညင်ပြီးခံရရယူအဲ့လူတွေကိုကျွန်တော်တို့ကလက်ခုပ်တီးပေးရမှာ။အဲ့အဲ့လူလူတွေကိုငပိုးတွေပဲအဲ့ဒါကျွန်တော်ကရှင်းလေးပဲတိတ်အောင်ကြည့်ကိုတော့ဒေါ်သက်ခိုင်ပါတီထွက်လာတယ်။မစိုးပါဘူး။ကျွန်တော်တို့ကတော့ ဒီလိုထွက်လာတဲ့အတွက်ကြိုးဆိုပါတယ်လားကောင်းတဲ့ကိစ္စပါလို့ပဲပြောချင်တယ်ဒါနော်အဲ့တော့နောက်တစ်ခါတော့အိန္ဒိယအဲ့ဒီဟိုကနေပတ်သက်လို့ကျွန်တော်တို့ the statement မှာတော့မနေ့ပြန်ဆိုရင်တော့ကျွန်တော်ဖတ်ရလိမ့်မယ်အဲ့မှာကျွန်တော်တို့ချိန်မှာရေးထားပါတယ်တရားလေးရေးထားပါတယ်ဒီယာဇဝင်လေးနဲ့ဆက်ဆက်ပြီးတော့လေဒီဒီအနွယ်တော်လေးရဲ့အစားဘရင်အနွယ်တော်လေးရဲ့အစားတို့ရမှတ်ချက်တွေပြောထားပါတယ်။ဘာလို့ဆိုတော့တို့မှတ်ချက်တွေကရေးကြည့်ပါတယ်။ဘာလို့ဆိုတော့ဘရင်အနွယ်တော်ဆိုတော့တို့ဘိုးစင်ပေါင်ဆက်ကဘာတွေရှိခဲ့ဆိုတော့တို့ကသိတယ်ဆိုတော့တို့ပြောတာရှိတယ်။အဲ့ဒါချို့ကလေးတွေနောက်ထောင်ဟို the statement ကြောင့်လည်းဖတ်ကြည့်လိုက်ပါမနေ့မှကြာရင်တွေ့ရပါလိမ့်မယ်နော်။ချို့တွေတွေ့ရပါလိမ့်မယ်။ ဒါလေးရင်ပြောတာပါနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ပါပဲလဲဆိုတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ် PDF တီတက်လာတဲ့ဟာလေးဓာတ်ပုံလေးတွေထွက်လာကျွန်တော်တော်တော်လေးဟိုဟိုဘာဖြစ်သွားလဲအဟမ်းတင်သွားတယ်ပေါ့နော်ဒါမျိုးကတော့မဆန်းတော့မဆန်းဘူးပေါ့ဗျဒါပေမဲ့ဆန်းတယ်မန္တလေးရန်ကုန်မန္တလေးလမ်းဟောင်းရဲ့လမ်းပိုင်းကိုတဲ့ ARD အမှတ်3တက်ရင်တဲ့ PDF တက်ဖွဲ့ ARD အမှတ်3တက်ရင်ဆိုတော့ PDF တက်ဖွဲ့ရနေပြီးတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာမတ်လ17ရက်နေ့ကမတ်လ17ရက်နေ့မနေ့ရတဲ့မနေ့ရစစ်ဆေးမှုတွေလုပ်ပါလုပ်တယ်တဲ့လမ်းပေါ်တက်ပြီးစစ်ဆေးရတယ်ဆိုပြီးတော့ တို့ထွက်တာထုတ်တာပုံလေးရဆိုရင်လည်းဟုတ်တယ်ဗျကားတွေနဲ့ဒီမှာကားတွေကိုတို့တားပြီးစတာကြီးကျွန်တော်ရှိတယ်ဒီမှာကျွန်တော်တို့ဟိုသိထားရှိပါတယ်ကားတွေနဲ့ကားတွေမှာအများကြီးပဲခီးသွွားကားတွေရှိတယ်အင်းစီကားရှိတယ်အကုန်လုံးတို့တားတယ်ဒါပေမဲ့အဲ့ကားတွေကိုတို့ကဟိုဟာတွေနံပါတ်ပြားတွေကိုဖျောက်ထားတယ်နံပါတ်ပြားတွေကိုဗလားထားတယ်ဗလားထားတော့ဘယ်ကားတွေဘယ်ယာဉ်ဆိုတော့မသိအောင်ပေါ့ဗျနော်ဘယ်ကားတွေဘယ်ကားဆိုမသိအောင်တိုးတော့လမ်းပေါ်တက်လာတယ်ဆိုတော့လမ်းကောင်းမိုင်းလမ်းဟောင်းမှာတကယ်တက်လာသလားဆိုတော့ကျွန်တော်တို့စုံစမ်းကြည့်ရသလောက်တကယ်တက်လာတယ်ဗျတကယ်တက်လာကြတာကျွန်တော်စုံစမ်းကြည့်တော့တကယ်တက်လာတာတဲ့ဆိုတော့သူတို့ရဲ့ဖော်ပြချက်မှာတော့ရန်ကုန်မန်းလေးလမ်းဟောင်းတနေရာလို့ပဲတုံးတယ် စစ်တဲ့တက်စစ်တဲ့ဖွဲ့အားအရာရီအရာရီအမှတ်သုံးတိုင်ရင်ပြည်ရအဖွဲ့လို့ပြောတယ်အာအဖွဲ့တွေကလည်းအဲ့လိုနေကြတယ်ပေါ့ဗျာဒါပေမဲ့ဒီမှာကားတွေမှာကြည့်လိုက်ရင်ပေါ်ပါတယ်နော် ကားတွေမှာကားတွေမှာတက်စစ်တာမှာဒီလိုပုံလေးဒီမှာကားတွေမှာသူတို့စစ်ကားတွေကိုဝင်စစ်တယ်သူတို့ကလိုက်စစ်အမဲသူတို့ကမသိဘူးသူတို့သူတို့ကပိုင်နေလမ်းလို့ပဲသူတို့တက်စစ်နေစစ်တော့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့စစ်တော့စဉ်းစားကြည့်ပေါ့သူတို့ကပြီးတော့ဗာပြောတယ်ဆိုတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာလမ်းမိုက်စစ်ဆေးလုပ်တယ်တဲ့ပြည်သူတွေနေနေရှေ့ဆက်လာဖြစ်လာမယ်စည်ရေးချင်းတွေကိုပတ်သက်ပြီးတော့ဆောင်းရှောင်းလေးတွေသတိပေးတာပါတဲ့စည်ရေးချင်းတွေပေါ့နော် အဲ့ဆေးလိုရွေးရတဲ့3ပြီးစစ်ဆေးခြင်းသာဖြစ်တယ်ပေါ့3ပြီးစစ်ဆေးခြင်းဖြစ်တယ်ဟုတ်သူကသူတို့ကမီဒီယာတွေသူတို့မီဒီယာတွေပြောထားတယ်ဆိုတော့ကျွန်တော်စုံစမ်းကြည့်လိုက်တော့သိရတဲ့လောက်ကရန်ကုန်မင်းလေးလမ်းအောင်ပေါ်မှာအဲ့ဒီလမ်းနာတဝက်မှာတကယ်တက်ပါတယ်တဲ့ဘယ်နာလဲဆိုတော့အခုသူတို့တက်သွားတဲ့နေရာကအုတ်တွင်းနဲ့ကျွဲပွဲကြားနော်မြို့ဆောင်လမ်းအကျော်နော်အဲ့အကျော်နားလေးမှာမြို့ဆောင်လမ်းအကျော်တဲ့နော်အုတ်တွင်းကျွဲပွဲအုတ်တွင်းမြို့ဆောင်လမ်းအကျော်ကျွဲပွဲနဲ့ကြားအဲ့နာမှာတဲ့တစ်ဖက်မှာစစ်တောင်းပြည်ကြီးရှိတယ်စစ်တောင်းပြည်ကြီးရှိတယ်ပြီးတော့စစ်တောင်းပြည်ရောရန်ကုန်မင်းလေးလမ်းဟောင်းကြီးရှိတယ် ဲ့ရုံဝင်လမ်းအောင်ကိုတော့တက်ပြီးတကယ်ဆက်တယ်အုတ်တွင်းနဲ့ကျွဲပွဲကြားမှာဟိုတက်ဆက်သွားတာပါတယ်အဲ့လိုမျိုးတွေကခဏခဏဖြစ်လာဆိုတော့ဖြစ်တယ်တဲ့ဟိုတလောက်နှစ်ချိန်သုံးချိန်လောက်တခါလေးတက်တယ်အခါကြီးရရင်လည်းတလောက်လုံးလုံးမတက်ထားလည်းရှိတယ်ဒါပေမဲ့အခုတော့တစ်ချိန်တက်လာတာတွေ့ပြီဆိုတော့အဲ့ဒီအဲ့နားမှာတိုက်ပွဲတွေဖြစ်နေလားဆိုအဲ့နားမှာတိုက်ပွဲကြီးကြီးဖြစ်နေရတဲ့ဆိုတော့အုတ်တွင်းကျွဲပွဲကအပေါ်နဲ့ဆက်တက်မောင်းသွားရင်တောင်ဟူရောက်ပြီဗျတောင်ဟူအထွက်လေးပဲဆိုတော့ကျွန်တော်စဉ်းစားနေတယ်တောင်ဟူမှာအခြေဆိုင်တယ်တိုင်းစရနာချုပ်ပေါ့နော်တိုင်းမှုပေါ့စစ်တိုင်းမှုနဲ့တောင်ဟူစီခြေဆိုင်တယ်စစ်တိုင်းမှုနဲ့တိုင်းစရနာချုပ်တောင်ဟူရှိသူတွေက ကျွန်တော်အားအသင့်နေတာတခုရှိတယ်ဒီလူတွေကအဲ့ဒီတောင်ကုန်းနားပတ်ပတ်လေတော့ဝိုင်းမှာရောက်နေတဲ့ဒီလက်နက်ကင် PDF တွေကိုနှိမ်နှင်းမှုသူတို့မလုံနိုင်တော့တာလားမလုတ်ချင်တာလားမလုတ်တာလားကျွန်တော်နားမလဲတော့သူတို့ကမလုတ်ဖက်နဲ့တမင်မွေးထားတာအဲ့မို့သူတို့သူတို့အချင်းချင်းကပါလဝါချင်းရိုက်ထားကြတာလားကျွန်တော်အဲ့လိုမေးခွန်းနေမေးရတော့ဖြစ်နေပြီအဲ့လဝါချင်းရိုက်ထားကြတာလားလို့မေးရမှဖြစ်နေပြီဘာလို့တောင်ကူကတိုင်းစံတိုင်းလူကြီးတခုလုံးရှိတယ်ဒါပေမဲ့ထွက်ရှင်းမှုမလုတ်ကြဘူးမတက်မရှိတာလားစစ်သားမရှိတာလား စဉ်းစားမရှိတော့တော့မဖြစ်နိုင်ဘူးလေမဖြစ်နိုင်ဘူးအဲ့တော့တေချာတာတော့တခုတော့တခုပဲဗျာဘာလို့ဆိုတော့ခါမတ်မိကြအောင်ပဲကျွန်တော်ထိုသုံးပိုင်းဆိုစောင်းဝါးလေးကိုကျွန်တော်ရေးခဲ့တယ်ဒါဆိုတော့တန်တောင်ကြီးရနေပြီးတော့တောင်ကိုလာပြီးတော့တင်းတန်းတရတဲ့ကိစ္စတဲ့ဘာလို့ကျွန်တော်ရေးဘူးလေတင်းတန်းတရတဲ့ဘိုးဘိုးကြီးလေဘိုးကြီးဆုံးသွားတာလေလမ်းမှာ PDF ကြီး white ပြလို့တေသွားတာကားကကားကို white ပြပြီးတော့ပြခံလို့တေသွားပြီးတော့နောက်သူ့ကားကိုမိရှုခံလိုက်ရတယ်အဘိုးကြီးအဲ့ဖြစ်စဉ်ကိုကျွန်တော်ရေးဘူးလေအဲ့ဒါဆိုတော့တောင်ကိုအထွက်ကလေးပဲတောင်ကိုအထွက်ဟိုဘလောက်လဲ၄မိုင်၅မိုင်လောက်မှာဖြစ်တာကဲစဉ်းစားကြည့်ဗျာဆိုတော့တောင်ကိုအထွက် ဘာမှမကွာတဲ့ဒီအုတ်တွင်းအုတ်တွင်းပြည့်ဒီမှာမလာရင်ခုနဒီခုနဗာလဲဟိုကျွဲပွဲဆိုတော့အဲ့ဒီနေရာတွေကဒီအမြန်လန်းဟောင်းရဲ့ထဲကြီးတွေဗျာဘာမှလန်းလန်းဟောင်းဆိုပေမဲ့လန်းဟောင်းဆိုပေမဲ့စုတ်ပြောက်နေဘူးဗျာအဲ့ကားလေးလန်းဟောင်းတွေကအနည်းဆုံးတနာယူကီလို80 80မောင်းလို့ရတယ်လန်းလေးဝေါကနဝေါကနမောင်းချခဏလေးပဲတောင်ကနေမောင်းထားလိုက်ခဏလေးရောက်အဲ့တော့အဲ့ဒီနားတော့ဝိုင်းမှာ PDF တွေလောက်လှူရှားနေတာကို တောင်ကူမှာရှိတဲ့တိုက်ဆန်စာချုပ်ကြီးထိုင်ထားတာအဲ့ဒီအဖွဲ့တွေကတော့ထွက်မရှင်းနိုင်ဘူးဆိုတာတောင်ကူတိုင်းတောင်ကူမှာထိုင်တဲ့တိုက်ဆန်စာချုပ်စတိုင်စတိုင်မှုနဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့အရေးချင်းကိုမေးမထွက်အောင်လုပ်ဖြစ်နေပြီအဲ့ဒီစတိုင်မှုနဲ့ပြီးတော့အခုပြန်ကြားနေရတာဘာလဲဆိုတော့ပြီးခဲ့တဲ့အဲ့ဟိုတက်ကအရာရှိအဲ့ဟိုတောင်ကူအထက်တန်တော်ကြီးနဲ့တောင်ကူကြားမှာအသက်ခံလိုက်ပြီးတဲ့တွေဝိုင်းပြစ်လို့တည်ရွားတဲ့ကိစ္စဖြစ်သွားပြီးတဲ့နောက်မှာခဏတော့တို့ကအဲခီးဝါးနေမလာကြနဲ့ပေါ့ဟိုအစည်းအဝေးတက်ဖို့မလာနိုင်ဘူးခဏဆိုထားပြီးအခုပြန်တက်ခိုင်းနေပြန်ပြီတဲ့ တခိုင်းပြောဆိုလမ်းမှာ PDF တက်လို့စစ်တပ်ကအရာရှိတယ်မနှောက်သေးအောင်လို့ဆိုတာမသိနိုင်ဘူးခင်ဗျာစဉ်းစားကြည့်လုံခြုံရေးတဲ့တရားမလုပ်ပြဘူးလမ်းကြောင်းလည်းမရှင်းထားဘူးဘာမှလည်းမဖြစ်ပဲနဲ့ခင်ဗျာစစ်သားကသူ့ဟာသူတယောက်နဲ့လာတော့ဘယ်လိုလုပ်ရမလဲဗျာဟိုကတအုပ်ကြီးလမ်းမှာမိုင်းဆွဲတာလို့ချောင်းပြတာစနိုက်ပါပြတာအတီကုန်မှာပေါ့ဗျာနေထိုင်နေဟိုတခါတရံကြရင်ဟိုမလိုလားအပ်တဲ့ဟိုဘာခေါ်လဲမလိုလားအပ်တဲ့အဲဒီလုံဆောင်ချက်တွေတချို့သောကိစ္စတွေကြောင့်နေထိုင်နေတပ်မတော်သားတွေဆုံးရှုံးရတယ်အသက်တွေပေးရတယ် ကိုကျင်းစာတရားလေးရှိကြဖို့လိုတာပေါ့ဗျာပွင့်လင်းပြောတယ်ကိုကျင်းစာတရားရှိဖို့လိုတာပေါ့ကိုပွင့်လင်းပြောတယ်တက်မတော်မှာလဲအထက်အောက်အရာရှိကြီးငယ်လိုက်ကိုကျင်းစာတရားလေးရှိကြဖို့လိုတယ်ဗျာပွင့်လင်းပြောတာကျွန်တော်တို့ journalism မှာအထက်အောက်ကိုကျင်းစာတရားထားကြတယ်လိုထားလဲမေးရှင်းရှင်းလေးပဲကျွန်တော် journalist ပေါ့စာဘောကလာတယ်အလုတ်တင်ဘောကနေလာကျွန်တော်တို့ကအလုတ်တင်ဘောကနေလာအလုတ်တင်သတင်းတောက်အလုတ်တင်တောက်ကသတင်းတောက်သတင်းတောက်ကနေမှအကြီးဆုံးသတင်းတောက်အကြီးဆုံးတွေကဒုတိယသတင်းတောက်ချုပ်ဒုတိယသတင်းတောက်သတင်းတောက်ချုပ်နောက်ချုပ်ကမှသတင်း editor editor ပေါ့ဗျာ editor လို့ editor ဒီမှာအခုကျွန်တော်သတင်းဌာနတစ်ခုလုံးက editor ချုပ်ထုတ်ဝေသူလုပ်တယ်ကဲ ဒါပေမဲ့ကျွန်တော်အောက်မှာနောက်ထပ်မျိုးဆက်လေးတွေအငယ်လေးတွေရကိုကျင်းစာတရားထားတယ်ကိုကျင်းစာတရားထားပြီးကိုကျင်းစာတရားနဲ့ကျွန်တော်ဆက်ဆံတယ်သူတို့ကို night design နဲ့ဘာမှမလုပ်ဘူးကျွန်တော်တို့ရှေ့ရ senior ဆရာကြီးတို့ကတော့ကျွန်တော်တို့ဘလို့တည်လဲမင်းခင်ဗျဟိုတင်တင်နာမှာတော်တော်ကျမ်းပါတယ်ဒါပေမဲ့နောက်မျိုးဆက်ကိုကျွန်တော်တို့အဲ့လိုမတင်ဘူးကိုကျင်းစာတရားနဲ့ကျွန်တော်တို့သွားတယ်ကြမ်းတမ်းစကားတော့မပြောဘူးစိတ်ဆိုရိုက်ဆိုင်မလုပ်ဘူးစိတ်ဆိုပြီးဆရာတယောက်နဲ့ဆဲဆဲရလိုက်တာမျိုးတွေမလုပ်ဘူးကျွန်တော်ဘာလို့လဲဆိုတော့ဘာလို့အဲ့လိုကျွန်တော်မလုပ်လဲဆိုတော့ကိုကျင်းစာတရားနဲ့သွားတာကိုကအောက်ခြေတော့ကအငဲဘောကတော့က အပေါ်ကလူကြီးတွေပြောတဲ့ဟာကိုပဲအပေါ်ကလူကြီးကြီးချောက်လုံးနေရတာကိုချင်းစာကိုအဲ့လုံကြည့်ပြီးတော့အာငါဒါပြီးတော့ငါလူကြီးဖြစ်မလုပ်ဘူးကွာလို့ခံယူထားပြီးကြည့်လိုက်ပြီးကိုလည်းလူကြီးလည်းဖြစ်လာအောင်ကိုမသိအောင်ဆောင်အောင်ငါလည်းပေါ့အဲ့ဆိုအဲ့ဒါကဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့ကိုချင်းစာတွေကကင်းမဲ့တဲ့ခေါင်းဆောင်ဖြစ်လာတတ်တယ်အဲ့တော့ဒီခါကျရင်ကျွန်တော်တော့အဲ့လိုမလုပ်အဲ့တော့ကိုတိုင်းတက်မတော်မှာရှိတဲ့တာဝန်ရှိတဲ့စင်ကဲစင်ကဲသောတက်မတော်မှာထိပ်ပိုင်းရရှိရလေအောက်ချီငယ်လဲအောက်လည်းငယ်သားတွေရဲ့အခက်အခဲအကြက်တဲ့အခြေအနေတွေကိုကိုချင်းစာတရားလေးတွေနဲ့ထည့်စဉ်းစားပေးကြဖို့လိုတယ်ဗျတော်တော်လိုတယ်ဘာလို့လဲဆိုတော့မဟုတ်ရင်နင်းထိုင်နေတဲ့ခင်ဗျားဟို ဟိုဘာကောလဲဆိုတော့ဟိုယောက်ျားမရှိတော့တဲ့အိမ်တော်ရှင်မတွေအများကြီးဖြစ်သွားမယ်တမလို့သားဇနီးတွေအများကြီးဖြစ်သွားလိမ့်မယ်ကြိလောက်ကြပါခင်ဗျားတို့ဒီမလုံတင်တာကြီးရှောင်းတင်တာကြီးရှောင်းရှော့တင်တာကြီးရှော့တချို့ဟာတွေကရှင်ပြမလိုလားအပ်တဲ့တချို့တော့ဟိုအစည်းအဝေးတို့တချို့တော့ကိစ္စတွေဘာတွေညာဘာမှမဟုတ်တဲ့ကိစ္စတွေပေါ့ဗျာတချို့အရင်မကြည့်တာတွေဆိုရင်ရှော့တင်တာရှော့တာအကောင်းဆုံးပါနော်ဒီလောက်တော့ကျွန်တော်ပြောချင်တယ်ပြီးတော့အဲ့တောက်ဒီအဲ့အဲ့ဒီကျွဲကျွဲပွဲနဲ့အုတ်တွင်းချားမှာ PDI တက်လာတဲ့ကိစ္စကြီးကတော်တော်ဆိုးတယ်အမြန်လမ်းရန်ကုန်မတ္တိအမြန်လမ်းဟောင်းတစ်ဖက်ကအဖွဲ့အစည်းတွေကလည်းဒီလမ်းဟောင်းပုံတက်ဖို့စူးစမ်းနေကြကြာပြီဒီ ဒီတောင်ကူနားတော့ဝိုက်ပေါ့နော်တောင်ကူနားတော့ဝိုက်ပတ်လည်မှာ PDF ဒီရွာလေးရှိပြီးတော့ပိုက်ချီတိလဲဆိုတော့ဒီဘက်ကရင်ပြည်နယ်ဘက်ကဆင်းလာတဲ့ PDF ဒီရှိတယ်ကရားကရင်နေကရင်ကရားနေဆင်းလာတဲ့ PDF ဒီရှိသေးတယ်အဲ့တော့သူ့ဟာသူရွာလေးမှာတက်ထက်ပြီးအဲ့ PDF ကိုပေါက်ပြီးတော့သူကဘာလုပ်လဲဆိုတော့လမ်းတွေကိုနောက်ရှက်တားစီလမ်းပေါ်တက်ပြည်သူလူထုချားမှာပါဖြစ်တော့မသိပြည်သူတွေကဟာ PDF တွေပဲတကယ်ဖြတ်သွားသလိုလိုဘာလို့အမှအဲ့လိုဖြစ်ကုန်တော့ PDF တွေကပဲဇူးမှုသွားသလိုလိုဘာလို့ဆိုတော့ဝါရဖြတ်ချီရန်တရားအရာပြောမယ်ဆိုရင် ပြည်သူလူကြားမှာအကြောက်တရားတွေနဲ့အော့အောင်းတွေဖြစ်စီတယ်ပြည်သူလူကြားမှာယုံထင်ယုံထင်ကြောင်းတွေနဲ့ယုံမှားတန်တရားတွေနဲ့ဟိုတက်ကရှုံးသွားပြီး PDF ကနိုင်တယ်လို့တန်တရားဖြစ်သွားဖြစ်သွားစီတယ်ဟိုကောင်နဲ့တခါတလေတက်လာပြီးတော့ပျောက်သွားတာလေအဲ့ဒါပေမဲ့ပြည်သူကြားတော့အဲ့လိုမဟုတ်ဘူးတရေကပြန်သွားပြီးခုခင်ဗျားအဲ့ဒီလမ်းမှာဖြတ်ခဲ့တဲ့အဲ့ပြည်သူတွေ PDF တွေနဲ့ကြုံခဲ့တဲ့ပြည်သူတွေကဘာလုပ်မလဲခင်ဗျားယူရတော့ပြောပြောလိမ့်မယ် PDF တွေနဲ့ငါတို့ဆုံးခဲ့တယ်လို့ပြောလိမ့်မယ် PDF တွေဆုံးခဲ့တယ် PDF တွေကအဲငါတို့ခေါ်ပြီးတက်တယ်တက်ပြီးမေးတယ်ပြန်တယ်ပြီးတော့ဖြစ်တယ် AC ပဲကောင်းဘောင်းနေရမဲဟွာကောင်းတယ်ခင်ဗျာ PR ကောင်းကောင်းရကောင်းတာကျွန်တော်ပြရမယ်ခင်ဗျာ ဟိုရန်ကုန်မန္တလေးနေပြီးတော့အစားရှိတဲ့တချို့နေရာတွေမှာတက်ချီသမားတွေဆိုရင်အဲ့ဒီဟိုအဲ့ပြည်ထက်တွေရှိတဲ့မြို့တွေရွာတွေကိုဖြတ်ပြီးတော့မောင်းပြီးသွားတယ်တို့တချို့တွေတချို့မောင်းရင်းပြောတယ်ပြောပြောကြတာရှိတယ်ဟာတကယ်တဲ့တကယ်ကို PDF တွေကြားရဲလဲသူဖြတ်သွားတယ် PDF တွေဘာမှမပြောကားမှန်ချမောင်းဆရာကြီးဘာညာပြောတယ်တခါလေလက်ဖိတ်ဟိုလဲတခါလေတောင်းကျင်တောင်းတယ်မတောင်းကျင်တယ်မတော့တခါကျလဲမတောင်းတောင်းရင်တော့ကောင်းမောတောင်းတယ်အမေအဲ့လိုမျိုးတိတ်ပြီးတော့အရင် PDF တွေရန်သူမဟုတ်တဲ့ပုံစံမျိုးတွေတော့ဗျာအဲ့ဒီဝါရဖြန့်ထားတာအဲ့လိုဖြန့်ထားတာ PDF တွေရန်သူမဟုတ်ဘူးဆိုတဲ့ပုံစံဝါရဖြန့်ထားတာ အဲ့တော့လူတွေကအဲ့ဒါယူအမှန်လို့ထင်သွားပြီးတော့ PDF တရားအာတကယ်ဟောဖြစ်တာပဲထင်သွားပြီးတော့စစ်တပ်ကြတော့အာဒီကောင်းလို့ခွာဆိုအဲ့ဒါသွားပြီးပေါ့ဗျာအဲ့ဒါတွေကခင်ဗျားတို့ wallet ဖြည့်ချင်ရတဲ့မှာခေါင်းရှုံးနေပြီးတော့လူတွေကြားထဲမှာလူတွေရဲ့အမြင်မှာရှုံးနေဒါကြောင့်ဒါတွေကိုမလုပ်သင့်ဘူးဒါကြောင့်ဒီလိုမျိုးဒီကောင်းတွေအခွင့်အရေးမပေးသင့်ဘူးဒါဆိုရင်အခွင့်အရေးပေးလိုက်တာကပေးတဲ့ဒီသားရဲ့စစ်ထဏတာဝန်ရှိသူတွေညံ့တာပဲအဲ့တော့တာဝန်ရှိသူတွေညံ့တယ်လို့ခေါ်တယ်အဲ့တော့တော်တော်လေးတော့ ိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီအမြန်လန်းဟောင်းတွေကိုတက်ပြီးတော့ဟိုတားဖို့စီဖို့ကြိုးစားတာထပ်တော့ဖို့ကြိုးစားတာအခုတိုက်ပွဲတွေလည်းစလိုက်အဲ့နောက်တော့ဖြစ်နေလို့ကြားတယ်ဆိုတော့ဟိုပြောရရင်တော့ဒီလိုလမ်းတွေဖြတ်တောက်တာတကယ်အဓိကလမ်းမကြီးတွေကိုဒီကောင်တက်တက်လာတာကြီးอ่ะနိုင်ငံတော်အတွက်တော်တော်ရုပ်ပေါက်တယ်ဗျအဲ့ဒါတော့ခင်ဗျားတို့သတိထားကြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်เนาะဒါတစ်ချက်ပေါ့နောက်တစ်ခုကနောက်တစ်ခုကဘာလို့ဆိုတော့ TNL ရဲ့ကိစ္စပေါ့နော် TNL ကိစ္စ TNL ကိစ္စဆိုတာချားမဟုတ်ဘူး TNL ကဟို အခုဘာလို့လဲဆိုတော့မိုးကုတ်မှာလဲခါရုတ်တီအတိုင်းတည်နေတဲ့မိုးကုတ်မှာလဲမျိုးဆောင်တက်ဖွဲ့မယ်ဆိုပြီးပြောပြီးတော့တကယ်လို့စစ်တပ်လာတိုင်းသူတို့ကိုယ်သာခံတိုက်လို့ရမယ်အဖွဲ့ခြံထားခြင်းတဲ့သဘောပေါ့ဗျာအဲ့တော့မျိုးဆောင်တက်ဖွဲ့မယ်ဆိုပြီးတော့အကုန်လုံးစစ်ထဲသွင်းအကုန်လုံးကဗျာမိန်းကလေးကြောင့်လေးမချအကုန်လုံးခေါ်ပြီးစစ်ထဲသွင်းတာစစ်ထဲသွင်းပြီးတော့စစ်တိုင်းခိုင်းဖို့ကြိုးစားတာအဲ့တော့မျိုးကန်တွေထွက်ပြေးပလောင်တွေထွက်ပြေးမိုးကုတ်တွေထွက်ပြေးအကုန်စိတ်နေနေကြတယ်အဲ့တော့တပြေမန့်အစွမ်းအမခန့်ပေါ့ဗျာနော်တပြေကန့်တပြေမန့်အစွမ်းအမခန့်ပေါ့နော်တပြေမန့်နေရာအစွမ်းပြရတာတခါလေအခုတော့ဘလောက်မှမကြဘူး6လောက်တော့မကြသေးဘူးတခါလေဟိုမှာ နေရင်ထိုင်ရင်လည်းဘာလို့ဖြစ်ကုန်လဲဆိုတော့ဟိုမှာအကုန်လုံးမိုးကုတ်မှရှိတဲ့မြို့ကနေအကုန်လုံး PDF တွေဖြစ်တော့မဲ့သဘောရှိတယ်အခုမဖြစ်ချင်ဖြစ်ချင်ဖြစ်ရမဲ့သဘောလားမဖြစ်ချင်ဖြစ်ချင်ပလောင်တွေဖြစ်ကုန်ပလောင်စသားတွေဖြစ်ကုန်တော့မဲ့သဘောရှိအခုတချို့တွေထွက်ပြေးကုန်ပြီမိုးကုတ်မျိုးထွက်ပြေးတဲ့လူတွေတော့ရှိတယ်တဲ့ကြားတယ်အဲမိုးကုတ်မှာအဲ TRL နောက်တစ်ခါဘာပဲဖြစ်လဲဆိုတော့သူ့ရဲ့အုပ်ချုပ်တဲ့နေမြေအကုန်လုံးမှရှိတဲ့နေရာကြီးပေါ့နော်နေရာကြီးတော့နဲ့သွား license license တို့အခွန်ကောက်တာတွေစတယ်စတယ်ဘယ်လိုစလဲလုပ်ငန်း license တွေကိုလာလျှောက်ဖို့သူကတက်ဆိုင်ရာနေရာတွေမှာကျင်းညာနေပြီဥပမာနတ်ဖက်ကလို့ဥပမာပြောနတ်ဖက်ကပေါ့ နောက်ဘက်ကလိုမျိုးဆိုရင်ရည်မျိုးနဲ့တယံဇာတအဲအဲ့ဒီလုံငန်းလိုင်စင်အားလျှောက်မလျှောက်လို့ရှိရင်လိုင်စင်မရှိရင်တော့အေးယူမှာအဲဒီလိုလာတာဆိုတော့တို့ထုတ်တဲ့စာရေးရပြောမယ်ဆိုရင်တော်တော်တော့ကျန်းတယ်တို့ကတော်တော်လေးကိုကျန်းပါတယ်ပတ်စံခက်ချမ်းချမ်းကောက်တယ်ကိုရဆိုင်ရအစားခမလမ်းပေးပြီးစိုင်းရမရှောက်အကုန်အကုန်ပတ်စံကောက်တာတခုမှမကျန်းကောက်တာအိမ်ထဲတကားခေါက်ပြီးတော့ကောက်တာအဲ့လိုကောက်တာအခုဒီမှာလုံငန်းလိုင်စင်လာလျှောက်ဖို့ဆိုပြီးတော့မတ်လ17ရက်ရက်စွဲနဲ့တို့ကျင်းကြတယ်နော်လာလျှောက်ဖို့သူကျင်းကြတယ်အဲ့တော့ သူ့ data ထဲမှာဒီ data ထဲမှာလာပြီးတရားသားပဲတူတူเนาะဘာပဲလို့လို့ကြိုက်တာလို့စီးပွားရေးလို့ကိုကို license လျှောက်ဒီမလာကုန်တော့ဆိုတာလျှောက်မလျှောက်ရင်အရေးယူခံဆိုတော့အခုအကုန်လုံးဒါနေပါကုန်ပြီအဲ့တော့ license လျှောက်ဖို့အတွက်လိုအပ်ချက်ထောက်ထားအမဲဆိုတာလွတ်ရည်တည်တက်ဆိုင်ရရက်ွက်အုပ်ချုပ်မှုရထောက်ခံချက်တစ်စောင်းရဲစခန်းထောက်ခံချက်တစ်စောင်းပေါင်းရှင်နေနိုင်သူလည်းကောက်ဝယ်မရှိထောက်ခံချက်တစ်စောင်းလို့ license လျှောက်ထားသူကနိုင်ငံသားစစ်စစ်ကပြမိတ်တူတရွယ်တူမဲเนาะတော့ license လျှောက်ထားသူကဓာတ်ပုံနှစ်ပုံအမဲအဲ့လိုသူကအဲ့တော့ဒီဟာတွေကလျှောက်ခန့်ထက်တာက ထမတစ်ချိန်ရှောက်ခိုင်းခဲ့တယ်တဲ့ပြီးခဲ့တဲ့နှစ်လပိုင်းတော့ရှောက်ခိုင်းခဲ့တယ်တဲ့မရှောက်ကြဘူးအခု3လပိုင်းမှာအခုနောက်ဆုံးကြေထပ်ပြီးတော့ရှောက်ခိုင်းလာပြီတဲ့အဲ့တော့ထပ်ပြီးတော့မှရှောက်ခိုင်းရတာမရှောက်ရင်မရှောက်တဲ့သူမှတာဝန်ရှိတယ်သူအရေးယူတယ်ဆိုတော့ TNL လေးကအဲ့လိုလုပ်နေအဲ့တော့ကျွန်တော်တခါစဉ်းစားကြည့်တယ်ခါနတ်ဆက်ကနဲ့နတ်ဆက်ကနဲ့ပြည်တော်စုပြည်စုပြည်တော်စုအစိုးရပေါ့နော်ဒီအစိုးရကဒါ license ရောက်ရင် license မဖြစ်မနေဘယ်နဲ့ဆိုအာဆိုရဖိနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောချင်ကြပြီမြေ TNL လေးအဲ့လိုပြောတော့ကြဘယ်ဟောင်းမှပြောရည်ဘူးဟိုကောင်ကဘာမှမချောင်အကုန်ကောက်တာဒီမှာ ကျွန်တော်တို့မျိုးပြပါဘောเนาะတပ်ပေါ်ထိထွက်နေမိတယ်မိပါဒီမှာ license ကောက်တာဖြစ်ကလန်းသားမကောက်ဘူးလေတချို့တွေဆို license တော့မဆောင်အောင်လေလမ်းမြောက်မှာခင်ဗျားဟိုပါဘာလဲဟိုဘာခေါ်လဲရောမုတ်ရောင်းနေသူရွှေရောင်းနေသူအမကူအကျော်ရောင်းနေသူဘာအောင်ရောင်းသူအမကူပဲခေါ်ကြည့်လေရောင်းနေရကြည့်ပါဦးခင်ဗျာမျိုးစုံရောင်းပြီးတော့မှဘာလဲအကေရောင်းပြီးချမ်းသာတဲ့လူတံပရာတိရောင်းပြီးချမ်းသာလူ ਨੇ နော်ဆိုတော့အဲ့လိုလူတွေရှိမယ်အဲ့လိုလူတွေအခွန်အများကြီးဆောင်ကြမလို့ဆောင်လည်းမဆောင်အောင်ခင်ဗျာကြီးဆိုတော့ပြောချင်တာဒီလိုလူတွေအဲ့ပလောင်ထဲမှာရောက်ကြည့်ချမ်းသာဖို့မပြောနဲ့ခင်ဗျာ နေ့စဉ်ဆိုင်ထုတ်ပုံတော့ခက်မယ်အဲ့ဒါဘာလဲဆိုတော့အုတ်ချွေရန်တရားဆိုတာပြီးတော့ပြည်တော်စုအစိုးရရဲ့အုတ်ချွေရန်တရားနဲ့ဒီလက်နက်ကိုင်တပုံတွေရဲ့အုတ်ချွေရန်တရားဆိုတာဘာလဲဆိုတာအဖြေထွက်တယ်ကြောက်တာပေါ့ဗျတနက်ကြည်တန်ကြောက်တာပေါ့တနက်ကိုကြောက်တော့ဟောပြတ်တတ်ပါဘူးဗျမာရတယ်ဆိုတော့ပလောင်တွေအဲ့လိုလုပ်တယ်မိုးကုတ်မှလည်းအခုပလောင်တွေကလုံးဝဟိုပါပဲဟိုလောဝဒီဒီဒီအကုန်လုံးစစ်သားစုဆောင်မှုလုပ်တယ်မိုးကုတ်တလားဆိုအချမ်းညာကျမှာစစ်သားစုဆောင်မှုကြီးကြီးလုပ်တော့တော်တော်လေးအခုထွက်ပြေးရလူတော်ဖြစ်ကုန်လို့ဆိုတော့ဒါတွေကဟိုရှင်းပြောရင်တော့တပုံအုတ်ချွေတဲ့နေမြေမှာနေထိုင်တဲ့သူတွေရဲ့ဘဝ ဒီလိုပဲဖြစ်လို့ရှိရဆိုတော့တက်တည်ပြတယ်အဲ့တော့နေချင်းတဲ့လူတွေရှိရင်တော့သွားကြပါကျွန်တော်တို့တော့တိုက်တော့ပါတယ်သွားပါလို့တိုက်တော့တယ်เนาะဒါအတခုပေါ့နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီမဲဆောက်မဲဆောက်တဲ့တက်ခရိုင်ပေါ့နော်တက်ခရိုင်ကိုတက်ခရိုင်ကိုအာကြားဖြတ်နှိမ့်နေအထုဆုံးဖြစ်နေလုံးမယ်ဆိုပြီးတော့ထိုင်းရเนาะထိုင်းရကာကွယ်ရေးထိုင်းကာကွယ်ရေးထိုင်းစစ်တပ်ကတရားဝင်ကြီးညာလာတယ်ကြီးညာလာပြီးတော့ပြောရရင်တော့မဲဆောက်ဆိုတာကမဲဆောက်တဲ့တက်ခရိုင်ဆိုတာက ကျွန်တော်တို့မြန်မာနဲ့နေဆက်ချင်ယူကတ်နေတာအဲ့နေရာခူလုံးတို့ကထူးဆုံးလုံးပဲဆိုတော့ကျင်ညာထားတာတွေ့ရတယ်ဆိုတော့ဒီလိုတွေ့ရတော့ဒါဆိုရင်ထိုင်းကရှင်းပြောရင်တော့ဒီဘက်ကကြားဖြန့်ကောင်းစင်နဲ့ထွက်လာမလို့မှန်တယ်တော့ကိုဖမ်းပါအကုန်ဖမ်းပြီးတော့သူတို့အဲ့နေဆက်ဝင်လာအကုန်အကုန်ဖမ်းပြီးတော့ကြားဖြန့်လာဘာလာညာအကုန်စစ်စစ်ပြီးအုံထောင်တဲ့ထက်တဆိုင်နိုင်ငံပြန်ဖို့တိုင်းသူအကြီးကျယ်လုံးမယ်သဘောရှိတယ်အဲ့တော့မြန်မာအစိုးရအနေနဲ့ကအဲ့ဒီလေဟုံကိုစီးရမယ်လို့ကျွန်တော်မြင်တယ်ဘယ်လိုလဲဆိုတော့ဆိုကြပါစို့ဗျာထိုင်းကကြားဖြန့်တဲ့ဘက်ကအဲ့လိုကြီးကျယ်လုံးမယ်ဆိုရင် မဲဆောက်မှာရောက်နေတဲ့နိုင်ငံရေးသမားတွေနဲ့ပတ်သက်ရင်အဲ့ကောင်တွေကြားဖြန့်နေပါဆိုမျိုးတဲပေးလိုက်ရမှာအောင်တွေကြားဖြန့်လုပ်တယ်ကြားဖြန့်လုပ်တယ်ဆိုတော့ဘာလို့ပတ်စံတွေဘယ်ရောက်မှမသိဘူးပတ်စံတွေအောင်တွေလက်တဲ့အဲ့ကောင်တွေဘယ်ကောင်တွေမှအများကြီးရောက်နေတယ်အဲ့ကောင်တွေပတ်စံတွေကဘာတွေမှမသိဘူးဘယ်မှမသိဘူးတော့မင်းတို့အဲ့ဒါစစ်တင်နေပါ냐ဆိုပြီးတော့ကြားဖြန့်ကောင်းစင်နေအဲ့ကောင်တွေတွေ့ရမှာညှက်ပြီးတော့လောက်အောင်မှကျွန်တော်ထင်တယ်အစိုးရအဲ့တော့ထိုင်ရအဲ့လိုမျိုးစီမံခံဝဲပြီးတော့ချမယ်လို့တော့ကြားတယ်အဲ့တော့မြန်မာဘက်ကလည်းလှုပ်ရှားရှဲလှုပ်နေရဆိုတော့ဒီကြားဖြန့်ကတော့ထိုင်ရမှာနေဆက်မှာတော့ကောင်းကောင်းပြင်းခံနေရတဲ့သဘောတော့တွေ့ရတယ်ဒါပေမဲ့မြန်မာဘက်ကတော့ဘူးလောက်ပါတယ်ထိုင်ရတော့ကြည့်ရတော့မြန်မာဘက်ကမူဝါဒကိုကြည်လိုက်ပြီးတော့ တိုက်ကစားနေတယ်ပုံပေါ်တယ်သူကြတာတော့မဲဆောက်နဲ့တိုက်ခရိုင်ထဲမှာပြင်းနေပေါ့နော်ခရိုင်ထက်ခရိုင်ထဲမှာအကုန်လုံးမှာဟိုရီလုတော့မှာပေါ့နော်ဒီဒီဒီကြားဖြန့်ထူးဆောင်ဆိုပြီးတော့လုပ်မယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်ထင်တယ်အဲ့ဒီမှာနေထိုင်တဲ့မဲဆောက်ရောက်မဲဆောက်ရောက်နိုင်ငံရေးသမားတွေအတွက်ကြောချမ်းစရာကြီးတော့ဖြစ်နေမယ်လို့မြင်အောင်သိတယ်နော်အကုန်လုံးဘယ်နေဘယ်မှာဘလို့ဖန်ခံဘယ်ကောင်းစင်နဲ့ဖန်ခံမယ်ဆိုတော့မသိဖြစ်နိုင်တယ်ပေါ့နော်ဒါတွေကမြင်ရတယ်အဲအဲ့ဒါလေးတော့ထည့်ပြောချင်တယ်နောက်တစ်ခုကတော့ဒီနေ့ပိတ်လေးဖြစ်နေပြောချင်တာကအကြောင်းမဟုတ်ပါဘူးဒီမနေ့ဖြန်ပေါ့15ရက်နေ့မှာတဲ့အဲ လာရှိုးမှာကိုကန့်နေအဲလာရှိုးမှာ လာရှိုးဒေသခံပြည်သူတွေဆန္ဒပြဖို့အတွက်ခွန့်တောင်းထားတယ်မနက်ဖြန်15ရက်နေ့ကိုခွန့်ဆိုတော့မနက်ဖြန်မှာလာရှိုးမှာဆန္ဒပြဝဲဖြစ်ရင်စိတ်ဝင်စားဖို့ကောင်းတယ်ဖြစ်မလားမဖြစ်မလားတော့မသိဘူးဖြစ်မလားမဖြစ်မလားမသိဘူးလို့ဒါပေမဲ့ပြခွင့်ရဖို့အတွက်လာရှိုးမျိုးကန်တွေကစတင်ထားတယ်ဘာလို့ဆိုတော့ကိုကန့်စီကိုစတင်ထားတယ်ဘာလို့ဆိုတာဘာသာတင်လဲဆိုတော့တရုတ်နိုင်ငံဆွတ်ဖက်တာကိုမချိနဲ့လို့ဆန္ဒပြမယ်ဆိုတော့မနက်ဖြန်များအကယ်၍တရုတ်နိုင်ငံမနက်ဖြန်မှာကိုလာရှိုးမျိုးမှာဆန္ဒပြတာတကယ်ရှိခဲ့ရင်တော့စိတ်ဝင်စားဖို့ကောင်းပြီ ြော်ကိုကန်တွေကအဲ့ဒါကိုပြဖွဲ့ပေးမှလားတရုတ်တွေကိုဆန္ဒပြမှာရဲ့ကိုကန်တွေလက်ပါပြီးပေါ့ဗျအဲ့ဒါကိုဆန္ဒပြမဲ့ကိစ္စကိုတရုတ်ကိုကန်ကိုကန်တွေခွင့်ပြုပေးမှလားဆိုတော့မေးခွန်းပေါ့အဲ့တော့ခုနကသူတို့ပြောတဲ့ဒီမိုကရေစီလူ့အခွင့်အရေးဆိုတာဟုတ်သလားဆိုတော့မေးခွန်းပေါ့အဲ့မှာမနက်ဖြန်ဖြီးထွက်ပြီဆိုတော့မနက်ဖြန်မှာအကယ်၍များဆန္ဒပြတာတွေရှိခဲ့မယ်လားရှုမဆန္ဒပြတာတွေရှိလာခဲ့မယ်ဆိုရင်ဒါစိတ်ဝင်စားဖို့ကောင်းတယ်တရုတ်ကိုဆန္ဒပြတာဆိုပိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုတော့ဒီရှမ်းမြောက်ကလက်ရှိလှုပ်ရှားမှုကစိတ်ဝင်စားဖို့ကောင်းတာတွေဖြစ်နေတယ်ကျွန်တော်တို့ကတတရားလှိုက်တော့ကျွန်တော်စိတ်ပူနေတယ်တတရားလှိုက်တော့ကျွန်တော်ကစိတ်ပူနေတယ် အစိုးရကဘယ်လိုစဉ်းစားလဲမသိဘူးကျွန်တော်တတရားလိုက်လို့စိတ်ပူနေတယ်။ဒါဆိုတော့ကိုကန်တပ်သားတွေရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကိုဟိုကခေါ်ပြီးတော့ကောင်းကောင်းတရုတ်ကခေါ်ပြီးတော့စကားပြောနေတယ်ဆိုတော့ဘာလို့ဖို့လဲမသိဘူးပြီးတော့သိရတာကနေဆက်ကျင်စန်းကြော်ကနေပြီးတော့ကျင်စန်းကြော်ကဝန်တိန်ဂိတ်ကနေပြီးတော့ဒီပြီမတဲ့ကိုကွန်တိန်နာနဲ့ကားကြီးတွေပေါ့နော်ကားကြီးတွေပစ္စည်းတွေအစားအသောက်တွေပို့တဲ့ကားကြီးတွေအစည်းပေါင်းများစွာဒရက်ဆက်ဒီအပိုင်းနဲ့စထွက်နေတယ်တဲ့ဘာအတွက်လဲတော့ကျွန်တော်မသိဘူးအဲ့ဒါလာရှိုးအထိကိုလာမှာဆိုတော့ ါတွေအကုန်လုံးကရီမန်းချက်တစ်ခုလိုရှိနေတယ်။ဒါဆိုကျွန်တော်တက်တရာ live ကိုစေပူနေတယ်။အဲဒါကြီးမရမှန်ဆန္ဒပြပွဲဖြစ်မယ်ဆိုရင်ဘာဆက်ဖြစ်မလဲ။ဒါလေးလည်းကျွန်တော်စိတ်ဝင်စားတယ်။ဒါလေးတော့ကျွန်တော် mentally ပဲပြောရင်ဒီဒီတော့လည်းရက်ချင်ပါတယ်။